ီတစ်ခါမှကြတော့ဆိုမသုဒ္ဒဆေသွန်နဲ့မှရေးထားတဲ့အကြောင်းလေးပြောပြပေးမယ်။အဲ့ဒါပါလဲဆိုတော့ဟိုဆုံတို့အကုန်လုံးပဲပေါ့နော်အလုတ်တွေပြင်မှန်းတဲ့ခါမှအားလည်းရဲ့ဆိုအပန်းဖြေခီးရေးသွားကြတယ်။အပန်းဖြေခီးသွားတဲ့သွားတိုင်းလဲကိုကအပန်းဖြေသွားရလဲမဟုတ်ဘူးနော်။တစ်ခါကြတော့တစ်ခါဆိုကြုံမှုတဲ့အပန်းဖြေခီးသွားရတယ်။သွားတဲ့ခါမှဟိုလဲရောက်တော့မှအာအလုတ်ကိစ္စတွေရောရှိရှိသမျှကိစ္စတွေအကုန်လုံးကလေဟိုစုပြုံပြီးတော့ပေါ့နော်။ဖုန်းတွေလမ်းဆက်လာတာတကယ်တော့လေစိတ်ကလေလုံးဝမနာလိုက်ရသလိုခံစားရတယ်။ဘယ်နဲ့ရက်ပဲသွားသွားဒါမျိုးကြီးလဲရှိရဲ။အဲ့တော့ဒီလိုမျိုးစိတ်အပန်းအပန်းဖြေခီးကကိုယ်စိတ်ကို ကိုအပြန်ပြီးတော့အပန်းမဖြစ်သလိုဖြစ်နေတဲ့အကြောင်းရင်းကတော့ဒါအများကြီးရှိရပါတော့ဒီလိုမျိုးမဖြစ်အောင်ကိုအနေနဲ့ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ရမလဲဘာတွေလုပ်ရမလဲဆိုတာကိုဒါရေးထားတာအတုဒဆွေးဆုံးနေမှာဒါလေးသာဖတ်ပြီးသွားလိုက်အစဉ်ပြေသွားမှာဟာမဖတ်လိုက်မျိုးတခါလေးကြလို့ရှိရင်ခီးတာသွားတယ်သွားချင်လုံအောင်ကြည့်လို့ဒါသွားတယ်နောက်ဆက်နေတင်းနေရလေဟုတ်တယ်ဖုန်းပိတ်ထားရင်လည်းဖုန်းဖွင့်ရင်ဗာမက်ဆေ့ချ်တွေများဝင်နေမလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုပြောရမယ်ဆိုလို့ရှိရင်တအားကြီးကိုအစိတ်အပန်းပြေတင်လာမပြေဘူးပေါ့နော်အဲ့တော့အရင်ဆုံးဒီမှာဆိုရင် သူပြောဟာဗာလဲဆိုတော့ဟိုအပန်းမပြေရတဲ့အကြောင်း င်းရင်းအများကြီးရှိတယ်ပထမဆုံးတစ်ခုကဘာလဲဆိုတော့လေရင်နဲ့ခီးသွားတဲ့အခါမှာအဆင်မပြေမှုတွေတဲ့ဒါတွေကလည်းကြုံတွေ့ရတတ်တာပဲเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကဘာလဲဆိုတော့ဥမာဟို flight က delay ဖြစ်နေတာမျိုးတွေဒါစောင့်နေရမယ်ပြီးတော့လို့ရှိရင်တခြားအကြောင်းအရာတွေပေါ့เนาะအဲ့လိုအကြောင်းအရာတစ်ခုခုကြောင့်ဥမာရာသီဥတုအခြေအနေကြောင့်ဟိုမထွက်ဖြစ်ဘဲနဲ့ပေါ့เนาะလေရင်စောင့်ဆိုင်နေရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒါစိတ်ဖိစီးမှုကစပြီးဖြစ်ပြီးခီးသွားပါတယ်ဆိုတာမှာပေါ့เนาะဒီလိုမျိုးစိတ်ဖိစီးမှုကစဖြစ်ပြီးအဲ့ဒီခါမှာကြတော့ तू ကဘာပြောထားလဲဆိုတော့ဒီလိုမျိုးစိတ်ဖိစီးမှုဖြစ်နေတဲ့အခါမှာဆိုရင် Adre adrenal adrenaline ဆိုတဲ့ hormone ပေါ့နော်အဲ့ဒီ hormone ကမြင့်တက်လာနိုင်ပါတယ်တဲ့ဒါကြောင့်အဲ့ဒီချိန်မှာဆိုရင်ဒါမသွားရမယ့်အတူတူတော့မထူးတော့ဘူးပေါ့လေရင်ဆောင်ရင်းနဲ့စောက်ကောင်းကောင်းလေးတအုပ်ကိုပေါ့နော်ကိုယ့်ရဲ့ဒါဟိုင်းခဲ့ပြီးတဲ့မှာတင်လာပြီးတော့အဲ့ဒီချိန်မှာစောက်ကောင်းကောင်းလေးတအုပ်ကိုထိုင်ဖက်တာမျိုးတွေအစားကောင်းကောင်းလေးစားပြီးတော့ဒါ coffee လေးနဲ့စောက်လေးဖက်ပြီးတော့ဒါဟိုင်းဆောင်နေမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့လေရင်ချိန်ရောက်တဲ့ခါမှာတောင်းတတာလေးသက်သွားလိုက်ရုံပဲဒါသွားတာမဖြစ်မနေသွားရမှာဆိုတော့နော်ခုနပြောတဲ့နေရာလေးဆိုစိတ်နှောင့်ပူကြသေးတယ်အဲ့တော့စောက်လေးရဲ့ coffee လေးရဲ့မုတ်လေးရဲ့ဒါပဲလိုပါတယ်တဲ့ဒါက ပထမတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့ရုတ်တရက်နာမကျန်းဖြစ်တာတွေခကြီးရောက်တော့မှဝန်းပြက်တာတို့ဒါအဓိကတော့ဝန်းပြက်တယ်ဟိုကန့်ကျင်သွားရင်တော့ဝန်းပြက်ပြီပေါ့နော်အများသောအဖြစ်ကတခြားအကြောင်းညာတွေပေါ့ဟိုရောက်မှဖျားနာတာမျိုးတွေဒါမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ဟိုပြီးလို့ရှိရင်ကောင်းမှုတာအန်နာလေးရင်မှုတာအစာအစိတ်တဲ့နာဒါတွေကအလုံးကစိတ်ပြည့်စုံမှုဖြစ်စရာကောင်းတဲ့အခြေအနေတွေပါပဲတဲ့ဒါကြောင့်မို့လို့အဲ့ဒီချိန်နေမှာဆိုရင်ဘယ်လိုဖြစ်ရှင်းမလဲဆိုတော့အပန်းဖြေခကြီးသွားတဲ့နေရာမှာဆေးတက်တာတလုံးတော့မဖြစ်မနေဆောင်းသွားပါတဲ့အိမ်သုံးဆေးဝါးတွေဆောင်းရမယ် ဲ့အထူးသဖြင့်အဓိကပါလဲဆိုတော့ခလေးတွေနဲ့ခီးသွားတဲ့အခါခလေးတွေကပိုးပြီးတော့သူတို့ကနုနေတဲ့အတွက်ပင်ပန်းဖျားနာလွယ်တယ်။အဲ့တော့သူတို့အနေနဲ့ဒါချက်ချင်းပြန်ပြီးတော့ပျောက်ကင်းစေမယ့်ဆေးဝါးလေးခလေးဆေးလေးတွေပေါ့နော်။ဒါတွေကိုအနေနဲ့မဖြစ်မနေတည်ဆောင်သွားဖို့လိုပါတယ်ဆိုပြီးတော့ပြောထားတယ်။နောက်တစ်ခုကပါလဲဆိုတော့လူစုကွဲတာ။အင်းအင်းလူစုကွဲတာကလေစုံမကြုံဘူးတဲ့တော်တော် ပြားလေးခတ်ပြီးတော့လေးတစ်ခါလေးကြိုင်ငိုငိုတော့ငိုခြင်းနဲ့ဟုတ်တယ်အဲ့ဒါပြောဟိုဒီနေရာမှာပေါ့နော်ချိန်ထားပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာပဲကိုကပြန်ဆောင်မိတယ်ပြန်ဆောင်မိတဲ့ခါမှာလင်းရတယ်ထွက်တော့မယ်တကယ်ချင်းနေရာလည်းမလာသေးဘူးဟိုတယ်ဟုတ်လည်းမပြန်ရသေးဘူးဟုတ်တယ်ပြဿနာကြီးတက်တာပေါ့နော်ဒါပေမဲ့အဲ့တော်တော်ကြီးကိုစိတ်ပြီးစီကိုကောင်းတယ်ဟုတ်တယ်ပြီးတော့တော်တော်ဂျုံဂျုံကြပါ shopping ထွက်ရင်ပို့ဆိုရယ် shopping ထွက်တယ်ဆိုတော့လေရရင်အချိန်တွဲမှတည်ရမှာကိုကလည်းဟိုဟာကြည့်ကြည့်ကြည့်ဟုတ်တယ်တကယ်ချင်းနေအဲတို့ဒီနေရာမှာစုံမဲပေါ့နော်တွိုင်းနေမျက်စိလည်းပြီးတော့လေ 都话好啊，姐，怪你啊，姐，嗯。 ဒါပေမဲ့အဲ့တုန်းကဆိုလို့ရှိရင်တော့သူ့မသွားတော့ဆိုလို့ရှိရင်တော့ကိုယ်တကယ်ကြီးနေကောင်တော့ဟိုတယ်ပြန်ရောက်နေကိုပဲနောက်ကြတာပေါ့နော်ဒါမျိုးတွေလည်းကြုံခဲ့ဘူးတဲ့ဒါပါဖြစ်အကြီးကကသူကအခုလူစုပွဲချင်းအတွက်သူပြောထားတဲ့အဲမှာဆိုလို့ရှိရင်ဘာလဲဆိုတော့အဖွဲလိုက်သွားတော့ပြောစရာကောင်းပါရဲ့ဒါပေမဲ့စိတ်မသက်မသာဖြစ်စရာကြီးလည်းရှိပါတယ်တဲ့အကြီးကဟိုသွားရင်းလာရင်းနဲ့လူစုပွဲသွားတာမျိုးတွေရှိတယ်ချိန်းနိုင်တာနဲ့ကွဲသွားတာမျိုးတွေလည်းရှိတယ်တယောက်ဆောင်တယောက်ဆောင်ကြာတာမျိုးတွေလည်းရှိတယ်ရှိတယ်ဒါကြောင့်မို့လို့အကြီးကကတော့သူပြောတာဘာလဲဆိုတော့ဟိုချိန်းထားပြီဆိုရင်တော့အဲ့ဒီနေရာမှာပဲဟိုမလာမချင်းတော့စောင့်တင်တာပေါ့နော်တယောက်မဟုတ် တယောက်တော့လာမှာပဲဒီနေရာကိုအဲ့လိုစောင့်ရမယ်နောက်တစ်ခုကဘာလဲဆိုတော့အဓိကအားလိုက်ရတွေမှာလူတွေအပန်းဖြေဖို့ခရီးထွက်တယ်ဒါတော့ဒါပေမဲ့သူတို့တွေကတယောက်နဲ့တယောက်နေပုံထိုင်ပုံချင်းအမြင်ချင်းပေါ့နော်နေတတ်တာချင်းနေမတူကြဘူးပေါ့ဒါကြောင့်မို့လို့တချို့ကကြတော့ဟိုတယ်မှာပဲအနားယူပြီးတော့အပန်းဖြေခြင်းတဲ့လူရှိတယ်ဒါပေမဲ့တချို့ကကြတော့ရောက်တဲ့နေရာမှာပေါ့နော်အစုံပေါ့နော်ရှောက်ပြီးတော့သွားချင်တာမျိုးကြီးရှိတယ်ဒါကြောင့်မို့လို့ကိုကအစရေခီးထူထွက်မဲ့လူတွေနဲ့ညှိနှိုင်းထားတဲ့နဲ့ဒါကိုနဲ့တဖို့အစိတ်တူကိုတူနဲ့ခီးထွက်ရင်တော့ပိုကောင်းတာပေါ့အတူတူရှောက်လေကြမယ်ဟေ့ဆိုရင်တော့အတူတူသွားရင်ခေါင်း င်းရဲ့အတူတူဟိုတယ်မှာနေမယ်ဆိုရင်အတူတူဟိုတယ်မှာနေရင်တော့ကောင်းရဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒါတယောက်ကသွားတယောက်ကကြံခဲ့အဲ့လိုမျိုးကြီးဆိုရင်လည်းဒါအဲ့ဒါလည်းနော်အပင်မခံနိုင်တဲ့သူပဲမခံနိုင်ဘူးအိတ်တာအိတ်တာအိတ်တာအဲ့ဒါအဲ့လိုမျိုးဟိုတယ်မှာမရဘူးရောက်တာလည်းခီးပန့်ပြီးဆိုအိတ်တယ်အနာရကြောင့်မဟုတ်အရင်တက်ကြွားမရဘူးသွားမယ်အိတ်ချိန်ကနောက်မှအဲ့လိုမျိုးရောက်တာလည်းအင်းကြီးလည်းပင်လည်းလဲစင်မိတာတွေပေါ့နော်အဲ့လိုမျိုးလည်းရှိရဲ့ဘယ်လိုများပြောနေလဲအဲ့ဒါကလည်းကြည့်လိုက်တယ်တစ်ချက်အိတ်တာအိတ်တာအဲ့တော့ဒါအဆင်မပြေဘူးပေါ့နှစ်ယောက်ကသွားတဲ့အခါမှာ ။ဘာဖြစ်ဖြစ်ဒါအဓိကတော့ဟိုအဆင်ပြေတဲ့ဒါအကြိုက်ချင်းတူတယ်ဆိုရင်တော့တော့ကောင်းတယ်ဒါပေမဲ့မတူဘူးဆိုရင်တော့ဘာဖြစ်လဲနော်။သွားတဲ့နေရာမှာပြီးတော့တနေရာမှာချိန်မပြန်ဆုံးရပေါ့။ဒါမျိုးတော့လုပ်တင်နေ။အာနောက်တစ်ခါတော့ဟိုတယ်ကိုတရားစုံစမ်းရမယ်ပြီးတော့လို့ရှိရင်အာခီးဆောင်အိပ်ပြောက်တာတွေအတွက်ကတော့ဘာမှစိတ်ပူမနေနဲ့လင်းဒီပေါ့နော်လင်းရောဝန်ထမ်းတွေအကုန်လုံးလေးစိတ်ကဝန်ထမ်းတွေတာဝန်ယူပြီးဖြည့်ရှင်းပေးလိုက်မယ်။နောက်ကြလဲ ကြပေါ့ဘယ်တက်နိုင်မလဲเนาะကြာလေကြုံမှုပါတယ်အားလုံးကကြုံမှုတယ်เนาะခုံလုံးကလေစိတ်မှာဆောင်းရအချာကြီးပဲ luggage ကပြောက်အေးပေါ့လေစိတ်မှာအဲ့လိုဟိုပြောက်တာဆိုလို့ရှင်ဘယ်လိုပြောမလဲပြီးတော့ပြန်ထုတ်ခွာတာကြီးပါလေဆိုလို့ရှင်အလုပ်တော့ရှော့ခါပေါ့ဖြစ်တဲ့အတွက်เนาะဟို လှုပ်ထုံးလုံးဒီအတိုင်းပဲအဆင်စင်နေလှုပ်ရတာပူကြတာမျိုးကြီးရှိတယ်။ဟုတ်တယ်။ဒါကြောင့်မလို့နောက်တစ်ခါတော့ဒီအလုပ်လုပ်တာနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကမဖြစ်မနေအလုပ်ကိစ္စနဲ့ဆက်သွယ်ရှိရှိနေဆိုရင်တနေ့မှဟိုဗောနော်နှစ်နာရီဆိုနှစ်နာရီဗောမိနစ်40ဆိုမိနစ်40အဲ့ဒီလောက်ပဲအလုပ်ကိစ္စကိုလုပ်မယ်ဆိုရင်စိတ်ပိုင်းဖြတ်ပြီးတော့ဘယ်နိုင်နဲ့ဘယ်နိုင်နဲ့ဖုံးဖွင့်ပြီးတော့အကိစ္စအကုန်လုံးဖုံးနဲ့ဖြည့်ရှင်းဖြည့်ရှင်းဖြည့်ရှင်းပင်ဖုံးပိတ်ထားလိုက်တော့ဒါမျိုးလုံးဆိုပြီးတော့ပြောထားတယ်။ကဲဒါတော့ဒါဗောနော်ကိုအားလည်းရဲ့အပန်းပြေတဲ့ခရီးဖြစ်ဖြစ်ဗောအနားယူဖို့အတွက်နီးလန်းလေးပေးထားတော်တော်လေးတော့အသုံးဝင်မယ်ထင်တာပဲနော်ကိုတို့ကတော့အသုံးဝင်နေဟုတ်ကဲ့ ကဲဒီနေ့ပြောရမယ့်အကြောင်းအရာအားလုံးစုံသွားပြီအဲ့တော့အင်ဂျီကြောင့်ပြောကြပါမယ်နော်ဒီကနေ့ခေတ္တပြုံမေးအစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီတွေကတော့ Junction Square Shopping Center ပထမတန်းမှာရှိတဲ့ Best Time Fashion Line ဖြစ်ပါတယ်ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေးအစီအစဉ်ကနေဘူးတူတိုင်အများကြီးဝင်များပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ္တပြုံမေးအစီအစဉ်ကနေနှက်ဆက်လိုက်ပါရရှင့် Bye bye